ဒီနေ့ဆက်လက်ပြီးတင်ဆက်ပေးခြင်းနဲ့သတင်းဆောင်ပါတပုတ်ကတော့အစ်မန်ငင်းချင်ကြီးလူလားပါကနူးတော်လည်းအောင်မြင်အောင်မျိုးသားညီညွတ်ရေးအစိုးရကိုကြီးပုံချထားလို့မဖြစ်ဆိုတဲ့ဆောင်ပါတပုတ်ပဲဖြစ်ပါတယ်အရခတက်တော်ရဲ့စီဦးစည်းချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကအဖွဲ့အစည်းများစုကမိမိတို့လူမျိုးစု ရှုထောင့်ကကြည်ပြီးလှုပ်ရှားလိရှိပါတယ် သူ့ဆိုကအောင်မြင်မှုရှိမှာမဟုတ်ဒါကိုနှစ်90ကြာကြာတိုက်လာပြီးအောင်မြင်မှုမရခဲ့တာကတက်တည်ပြနေတယ်လို့2024ဩဂတ်လ AOR နဲ့အင်တာဗျူးမှာပြောဆိုသွားခဲ့ပါတယ်ပညာတတ်လူငယ်တဦးလဲဖြစ်လို့ရေရှည်ကိုကြည့်တွေးခေါ်မျှော်မြင်နိုင်စွမ်းရှိတာကိုအထင်ရှားတွေ့နေရပါတယ် ထို့တော်လည်းတာမန်အလန်းညွန်အဖြစ်သာလောက်ကင်ခဲ့ဘူးတဲ့၎င်းထံကို မေမြုစစ်တက်ကသူចောင်းစင်းများစေဦးစီတက်ကသူចောင်းစင်းများဖြစ်တဲ့ဘိုးချုပ်များလက်နှချသူချအဖမ်းခံရသူခံရဖြစ်နေကြခြင်းလေစမ်းကြယ်လှသည်တော့မဟုတ်ပါဘူးတရုတ်ထူးတန်တမန်တိတ်ချီချွန်းဟာအရခတက်တော်နဲ့ကချင်းလွတ်လပ်ရေးတက်တော်တို့မှခေါင်းဆောင်များနဲ့ မေလာကုံပိုင်းမှာတွစ်ဆုံခဲ့တော့လေမြူများပြန်ပေးဖို့လေတံများပင်မဟာရေပဲထိုးစစ်ကိုအရှိန်တက်ဖို့သာပြောဆိုခဲ့ပါလေသို့သောကြောက်ဖြူနဲ့ဗမော်မှာလက်ရှိတိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေခြင်းကပင်တရုတ်တို့ဩဇာတက်ရောက်နိုင်စွာမရှိဆိုတာကိုလောလောဆယ်တွေ့မြင်နေရပါတယ်ညီနောင်သုံးဘောပါ MND ကတော့၎င်းတို့ပြည်သူများစစ်ဖက်နှောက်မှပြီးပိုင်လွတ်မြောက်ရေးအတွက် အနာခံမအသာဆန်ရမဲ့စိတ်မျိုးမထားမီးဖြက်အင်တာနက်ဖြက်ခံရသည်နဲ့တရုတ်ဖီအားကြောင့်စုကအသက်ပေါင်းများစွာရင်း၍ရတော့ရခဲတင်းယူနိုင်ခဲ့တဲ့လာရှိုးကို ပြန်ပေးလိုက်ကြပါတယ်။ဣဒီကပင်မိမိတို့ဟာတရုတ်ဩဇာခံများ ဖြစ်တယ်ဆိုရာကိုပြည်သူတရက်လုံးအားရှင်းလင်းစွာအသိပေးလိုက်တဲ့သဘောဖြစ်လို့နိုင်ငံရေးအရဂွေးတင်ခံလိုက်ရခြင်းပဲဖြစ်ပါတယ်။ ကယ်၍သာထိုးစစ်ကိုဆက်ပြီးဆင်နွှဲနေပြီးနေပြည်တော်ကိုချင်းချောက်လာနိုင်တဲ့အနေအထားဖြစ်လာပါကပြည်ချင်းအားယခုလိုလုံရဲမှာမဟုတ် force to be reconcile တလီတစားနဲ့တန်းတူရည်သူဆက်ဆံလာကြမိတာဖြစ်ပါတယ်အထက်ပါချက်များကို၎င်းတို့သတိမမူမီပဲနေကြမှာမဟုတ် MND ဆိုဒီကကိုကန့်တက်များမဟုတ်ဖဲ PLE များဖြစ်နေမလားလို့တန်တရာ ဝင်စရာပင်ဖြစ်ပါတယ် လာရှုကိုတိမ့်ပြနိုင်ခဲ့၍လဲစေုပ်စုအားဟန်ပင်မဆောင်နိုင်တော့ပဲတရုတ်လောက်ပြားပြားဝတ်သွားခဲ့ရပြီးထင်းတလူချယ်လေခွင့်ရလာခဲ့ပါတယ်အကယ်၍စေုပ်စုသူ့အလိုလိုပြိုလဲသွားပါကမြေပြန့်ထိဆင်းလာကြမဲ့အန္တရာယ်ကိုကြိုတင်တွက်ဆထားဖို့လိုပါတယ်အရာဝီကရေးသားရမှာပြီးချင်းအားစေုပ်စုအားတိုင်းပြည်ငြိမ်းချမ်းရေးအတွက်အားကျွမ်းမန်တက် ဆောင်ရွက်နေကြတဲ့လူကောင်းသူကောင်းများအဖြစ်ထင်မှတ်ပြီး ထောက်ခံမှုပေးနေခြင်းမဟုတ်မြန်မာစကားကိုမြန်မာတယောက်အလားမှွန့်နေအောင်ပြောတတ်တဲ့တရုတ်ထောက်လန်းရေးများကပြည်တွင်းမှာခြေချင်းလိန်အောင်လှုပ်ရှားနေကြလို့စစ်အုပ်စုရဲ့ရက်ဆက် ရုပ်မာတဲ့လှုပ်ရက်များနဲ့မြန်မာပြည်သူတရက်လုံးကြောကော်အောင်ခံနေကြရပြီး၎င်းတို့ပေါ်မိသူများ အခဲမကြေနိုင်ဖြစ်နေကြတာကိုလည်းကောင်းစွာသိထားကြပြီးဖြစ်တယ်ထို့သောတည်ထားပြီးဖြစ်ပါလျက်တိတ်ချွန်းဟာ ကန့်ကွက်ပြောဆိုဖို့နေနေတာတာတလုံးတစ်ပါးဓာတ်မြပင်စကားတွေထည့်သွင်းပြောဆိုခဲ့ခြင်းမရှိပါဘူးနိုင်ငံတကာဆင်မြင့်မှာပင်ငြိမ်းချမ်းရေးရအောင်ရွေးကောက်ပွဲလမ်းစဉ်နဲ့လှုပ်ဆောင်နေသူများ ဖြစ်တယ်လို့ကဘာကထင်အောင်ထင်မှားဖြစ်အောင်အချက်တရားကင်းမယ်စွာကာကွယ်ပြောဆိုပေးထားခဲ့ပါတယ်ထို့တော်လည်းစေအုပ်စုဟာထုံများအထိရဲတင်းလာခြင်းလည်းဖြစ်ပါတယ်အဘဲကြောင့်ဒီ ထိုအဖြေကရှင်းလင်းလှတယ်လို့အေယာဝတီကဆက်လက်ရေးသားထားပါတယ်။ပြီးချင်းဟာ၎င်းတို့ကဲ့သို့စူပါပါဝါကြီးကြောထောက်နောက်ခံပေးထားမယ်ဆိုကစေယုစုဟာမိတို့နီးနှင်းမြပြိုလဲသွားနိုင်စရာမရှိအဆုံးသတ်မှာအောင်ပွဲ ခံရမှာဖြစ်တယ်လို့တရုတ်နိုင်ငံကြီးပရောဟိတ်ကြီးများကတုံ့တက်ခဲ့ကြပါတယ်။၎င်းတို့အတွက်လည်းပြောသမျှကျူးနွန်စွာလုပ်ပေးမယ်ပေါ်ချောင်ကောင်းအဖွဲ့ကိုလည်းပိုင်ဆိုင်ရမည်မဟုတ်ပါလား။ ထို့သို့ဖြစ်လာအောင်လဲထောက်ခံနေုံနဲ့မလုံလောက်သေးတိုင်းရင်သားအဖွဲ့များကိုအပြစ်ခတ်ရဲဆဲခိုင်းပြီး၎င်းတို့လူလားသည်များမဆိုတလောက်ပေးခြင်းဖြင့်အမျိုးသားညီညွတ်ရေးစိုးရထီထီးကြီးဖြစ်အောင်လုပ်ပြီးခြေမုံပစ်ဖို့လဲကြိုးပမ်းရမယ်လို့ခံယူထားသူများဖြစ်ပါတယ်။ရင်းအားမြန်မာနိုင်ငံရဲ့လက်ရှိပဂတိအနေထားကိုကိုလိုရာဆွဲတုံးသက်နေကြခြင်းသာဖြစ်ပါတယ်။ ၎င်းတို့ရဲ့လက်ပါစီ ကြီးတော်မြူးကျွန်းတော်မြူးများကလွဲလို့ပြည်သူတရလုံးယွန့်ရှာမုံတီးနေတဲ့အကျန်းဖတ်စစ်အုပ်စု အာဏာမြဲနေတဲ့၍နိုင်ငံဟာမိသည့်နင်းနှင်းမြငြင်းချဲမှာမဟုတ် ခုခံတွန်းလှန်မှုများပိုပြီးအရှိန်မြင့်လာဖို့သာ ရှိပါတယ် ူသူသောအကြမ်းဖက်ဖွဲ့မျိုးကို ထောက်ခံခဲ့ကြတဲ့ BNN ပြည်တွင်းစစ်အာဖဂန်နစ္စတန်ပြည်တွင်းစစ်ဆီးရီးယားပြည်တွင်းစစ်အားလုံးလူလူဟာအရေးနိုင်သွားခဲ့ရသည်ကြီးပဲဖြစ်ပါတယ်။နောက်တစ်ချက်ကလည်းတိုင်းရင်းသားအဖွဲ့များဟာအကြမ်းဖက်တပ်အပေါ်တစက်ကလေးများယုံကြည်မရှိကြပါဘူး။ထို့အပြင်ရတော့ရခဲ့တိမ့်ပိုက်ထားနိုင်ခဲ့တဲ့မြို့များကို MNDA လူမီးဖြတ်အင်တာနက်အဖြတ်ခံရ၍စူကာတာတကြီးပြန်လွှဲ ပေးလို့ကြမှာမဟုတ်ပါဘူး၎င်းတို့ယခုလိုအောင်ပွဲရလာခြင်းကလည်းပြည်သူတရေလုံးရဲ့ຫນွေဦးတော်လန်ရေးနဲ့ဆက်ဆက်နေပြီးအပြန်လန်မီခိုမှုရှိထား၍သို့ဒီကိုသဘောပေါက်ထားကြပြီဖြစ်ပါတယ်မြန်မာနိုင်ငံကြီးအကြက်တဲဟာစစ်ဝါဒီများနဲ့အားပြိုင်နေရတဲ့ကစားပွဲသာဖြစ်ပါတယ်ပြည်ရင်းပြည်ပမှငြိမ်းချမ်းရေးလေးတန်ပြည့်နေသူများသဘောပေါက်မှ ဖြစ်မှာပါ ထိုပြိပခကြီးမှာရိုးရှင်းလာတဲ့အမှန်တရားကို မြင်အောင်ကြည့်တက်ကြဖို့လိုပါတယ်အကြံပတ်စေအုပ်စုဟာရွေးကောက်ပွဲပြီးသည့်နှစ်ရုပ်သေးအရက်သားအစိုးရတင်မြောက်ပြီးငိမ့်ញမ်းရေးစကားတွင်တွင်ဟစ်ကြွေးလာတော့မှာဖြစ်ပါတယ်ထိုငိမ့်ញမ်းရေးမျိုးဟာယာယီသာ ဖြစ်ပါလိမ့်မယ် ဤဒီကຫນွေဦးတော်လန်ကြီးကိုအင်အားချိနဲ့တောအောင် လုံနိုင်လျင် လုံနိုင်ခြင်းစစ်ဝါဒီများက၎င်းတို့ရထားတဲ့အပြစ်ခတ်ရစဲကြီးကိုလားလားမြပင်ဂယုဆိုင်တော့မှာမဟုတ်ဘဲရှိသည်မြအင်အားပုံအော်ပြီးလက်လွတ်ခဲ့ရတဲ့နေမီတွေကိုပြန်ရယူဖို့တိုင်းရင်းသားအဖွဲ့များကို မိကုံရန်ကိုတိုက်ခိုက်ကြတော့မယ်ဆိုတာပဲဖြစ်ပါတယ်ယခုကအပြစ်ခတ်ရကြပါစားနေပဲစားရစားရ အေးလူလူလောက်ကင်စားတော့ပေးရစီလို့ဆိုလာသူများရှိကအကျံပတ်စေုပ်စုကိုလုံးဝအုတ်တုံယုံကြည်နိုင်၍ရမီလောဆိုဒီကိုအရင်ဆုံးပြန်လဲဆန်းစစ်မေကွန်ထုတ်ရတော့မှာဖြစ်ပါတယ်အစ်မန်ငင်းငင်းကြီးလူလားပါကနယူတော်လန်ကြီးအောင်မြင်အောင်အမျိုးသားညညကြီးအစိုးရကိုကြီးပုံချထား၍မဖြစ်လူတိုင်းလူလူအုတ်တစ်ချက်သေးတဲ့ပွင့်ပါဝင်မှဖြစ်မှာပါ ပြည်သူတို့ရဲ့တရားသောခုခံစစ်မုတ်ချအောင်ရမယ်